ါတီတော်ဒီမိုကရေစီစနစ်ကိုတကယ်တို့ချင်းလို့ရှိရင်ဖူပေါင်းဆောင်မှုပဲလုပ်ပါတယ်အဲ့ဒါလို့မှသူတို့ရှင်ကျွန်တော်နိုင်ငံပို့ချအောင်မြင်ရမယ်ကျွန်တော်ဒါပြောရပါကျွန်တော်သဘောထားပေါ်ကြတာကျွန်တော်မပြောပြဘူးမြန်မာပြည်သူပြည်သားများအားလုံးလည်းအောင်မြင်ကြပါစေဗျာနော်အစစအစတိုးတက်အောင်လုပ်နိုင်ကြပါသေးလို့လည်းကျေးဇူးမကောင်းတောင်းပါတယ်ပါတီတော်ဒီမိုကရေစီကိုယုံကြည်တယ်ဆိုလို့ရှိရင်အားလုံးဖူပေါင်းဆောင်ပေးကြပါလို့လည်းကျွန်တော်ပြောလိုပါတယ်ဗျာပြောချင်တာတော့ဗျာလော်ရှားသမ္မတကြီးမစ္စတာပရမီတာပူတင်နဲ့ဗီဒီယိုသမ္မတနိုင်ငံသမ္မတကြီးရဲ့လူကရှန်ကိုရဲ့ဖိတ်ကြားချက်ရပြောတရားဝင်ချီချီခီးသွားတာပါသူတို့ကတရားဝင်ဖိတ်တဲ့အတွက်ကြောင့်ကျွန်တော်တရားဝင် အခြေကြီးခီသွားနေတာကတော့ဒါနိုင်ငံအတွက်အင်မတန်ကောင်းတဲ့အားတစ်ခုဖြစ်ပါတယ်ဗျ။ကျွန်တော်တို့ကသွားတဲ့ခီးစဉ်နှစ်နိုင်ငံလို့မှာပဲအဲကျွန်တော်တို့နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေပေတွေအခြေပြသွားကျွန်တော်တို့ဒီစုလေးဆောင်ရွက်နိုင်ခဲ့တယ်အထူးသဖြင့်စီးပွားရေးနဲ့ပတ်သက်ပြီးပူးပေါင်းဆောင်ရွက်ရေးကိစ္စရတယ်ပေါ့။နောက်နှစ်နိုင်ငံအပြန်အလှန်သူကကုလူသွားလာရတဲ့တွေ့ချက်တွေ့ချက်ပေါ်ဆိုင်အထူးသဖြင့်ခီးသွားကဏ္ဍတွေတွေ့ချက်ဆောင်ရွက်ရေးပေါ့ဗျာ။နောက်တော့ပညာရေးနောက်တိတ်ပါနဲ့ဒီပညာနောက်ကျန်းမာရေးနောက်အားကစားရေးခြင်းမှုဥပဒေ နော်ကာကွယ်ရေးဆိုင်ကိစ္စရတယ်ဒါတွေ level တွေအခြေခြေပြပြကျွန်တော်တို့စုနေနိုင်ငံရဲ့ပြင်မြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြစ်ပျက်ပြောင်းလဲမှုချိန်နေလေရှင်းပြသူတို့နိုင်ငံလုံးကဒါအားလုံးလက်ခံပါတယ်ကျွန်တော်ရုပ်ောက်ပဲလို့မှချင်နေတဲ့ကျွန်တော်ရှင်းပြရှင်းပြတော့သူတို့ဒါလည်းအားပြီးထောက်ခံတဲ့အကြောင်းသူတို့ရှိကကိုစလေထွက်ပြီးတော့လာပြီးတော့ရုပ်ောက်ပဲမှာအဲလာပြီးကြည့်ပေးမယ်အကြောင်းနဲ့ဒါသူတို့ပြောတာရှိတယ်။ကိုကောင်းတာတော့နှုတ်တစ်ဖက်ဒီတွေ့ဆုံခြင်းအပြင်ယုံကြည်မှုတွေအများကြီးရခဲ့တဲ့ကြ ရုရှားနိုင်ငံရောဘီလာရုစ်နိုင်ငံရောနော်သူတို့နိုင်ငံမှာရှိတဲ့ပြည်သူတွေရောမြန်မာနိုင်ငံမှာစိတ်ဝင်စားနေတော်တော်ဖြစ်လာတာကိုကျွန်တော်တွေ့တယ်ကဒါကကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရဲ့အနာဂတ်ရဲ့ကောင်းတဲ့လက္ခဏာတစ်ခုပေါ့ဗျာနောက်တစ်ခုကလည်းပါတီဆိုဒီမိုကရေစီရုပ်ကောပဲလို့မျိုးလို့ကျွန်တော်ပြောခဲ့တာရှိတယ်ဒါကျွန်တော်တို့ခိုင်မာလို့မှာပါပါတီဒီမိုကရေစီစနစ်ကိုတကယ်လိုချင်လို့ရှိရင်ကန်နခေါ်စလုပ်နေတယ်ကုဘောဆောင်ကူပဲလုပ်ပါတယ်အဲ့ဒါလုပ်မှဆိုလို့ရှိရင်ကျွန်တော်နိုင်ငံဘုချအောင်မြင်ရမယ်ဗျာဘုချအောင်မြင်အောင်ကျွန်တော်ဒါပြောရပါပြည်သူတွေဒါကျွန်တော်ဒါလေးတော့ ဟိုကျွန်တော်ဘက်ကသဘောထားပေါ့ကျွန်တော်သဘောထားပေါ့ဗျာဒါကျွန်တော်မပြောပြဘူးပြည်သူများတင်ပါတယ်အားလုံးအဆက်သက်ရအောင်မြင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျာမြန်မာပြည်သူပြည်သားများအားလုံးလည်းအောင်မြင်ကြပါစေဗျာနောက်အဆက်သက်ရတိုးတက်အောင်လုပ်နိုင်ကြပါသေးလို့လည်းကျေးဇူးမကောင်းတောင်းပါတယ်ပါတီစုံဒီမိုကရေစီကိုယုံကြည်တယ်ဆိုလို့ရှိရင်အားလုံးပူးပေါင်းဆောင်ရွက်ပေးကြပါလို့လည်းကျွန်တော်ပြောလိုပါတယ်ဗျာပါတီစုံဒီမိုကရေစီစနစ်ကိုအမှန်တကယ်လိုချင်လျင်ရွေးကောက်ပွဲကိုကန္နာကောစာမလုပ်ရန်နှင့်ပူးပေါင်းကြရန်မင်းအွန်လိုင်းချင်းချောက်ပြန် အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပါတီစုံဒီမိုကရေစီစနစ်ကိုအမှန်တကယ်လိုချင်ရင်ရွေးကောက်ပွဲကိုကန္နာကောစမလုပ်ရန်နှင့်ပူးပေါင်းကြရန်ချင်းချောက်မှုများလှုပ်ဆောင်လာပြန်သည် ယမန်နေ့မလ9ရက်နေ့ရုရှားမှနေပြည်တော်သို့အပြန်ခရီးလေယာဉ်ပေါ်တွင်စစ်တပ်လက်အောက်ခံမီဒီယာများသို့အင်တာဗျူးဖြေကြားစဉ်မင်းအောင်လိုင်းကအထက်ပါအတိုင်းချင်းချောက်ပြောဆိုခြင်းဖြစ်သည့်အကြမ်းဖက်မင်းအောင်လိုင်းကပြင်းနေဖြင့်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပမည်ဟုပြောခဲ့ပြီးဖြစ်ကြောင်းပါတီစုံဒီမိုကရေစီစနစ်ကိုအမတ်တကယ်လိုချင်ရင်ရွေးကောက်ပွဲကိုမဆန့်ကျင်ရန်မင်းအောင်လိုင်းကထုတ်ဖော်ပြောဆိုချင်းချောက်ပြန်သည် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလုပ်မယ်လို့ကျွန်တော်ပြောခဲ့တာရှိတယ်။ဒါကိုကျွန်တော်တို့ခိုင်ခိုင်မာမာလုပ်မှာပါ။ပါတီစုံဒီမိုကရေစီစနစ်ကိုတကယ်လိုချင်လို့ရှိရင်ကန္နာကောဆာလုံမနေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ပဲလိုပါတယ်။ဟုမင်းအောင်လိုင်းကချင်းချောက်သည်။မင်းအောင်လိုင်းကရွေးကောက်ပွဲကိုစစ်အာဏာသိမ်းမှုတက်တန်းကနှစ်ပြည့်သည့်2025ခုနှစ်ဒီဇင်ဘာလသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလအစောပိုင်းတွင်ပြုလုပ်မည်ဖြစ်ကြောင်းဘယ်လာရုပ်နိုင်ငံတွင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်ထုတ်ဖော်ပြောဆိုခဲ့သည်